မိုးလေဝသလေလာခမန်းကျက်တွေကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်။ညနေ6နာရီဂျိုရုရေဒါများကပေးပို့တဲ့တိုင်းတာချက်တွေရဘင်္ဂလားပင်လယ်ပူနွေးမှုကြောင့်ဘင်္ဂလားပင်လယ်တွေကလေတွေဟာပဝန်းကျင်အသီးသီးကိုတိုက်ခတ်နေတာတွေ့ရပါတယ်။အားလုံးမင်္ဂလာမျိုးရေ EMG YouTube channel ကိုကြိုဆိုလိုက်ပါတယ်။ဒီနေ့တစ်ဆက်ပြန်ပြန်ပြန်လေးရတာ အပီလ၅ရက်နေ့အတွက်မိုးလေဝသနဲ့ငလင်တရင်တွေကိုဒီမိုးစလဘလော့ကဥထေတရံနေပြီးတော့ဒီမှာအပြည့်စုံရှင်းပြထားတယ်ပေါ့နော်ကျွန်တော်အမျိုးလည်းကျူတင်ကာကလို့ရအောင်ပြန်လဲဝင်မြတ်တိဆက်ပေးလေခြင်းဖြစ်တဲ့ဒါကြောင့်မလို့ကျွန်တော်ပြန်ဖြန်လေအဆုံးတက်တိလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ပြန်ဖြန်လေဆက်လိုက်ရအောင်ညနေ6နာရီဂျိုရုရေဒါများကပေးပို့တဲ့တိုင်းတာချက်တွေရ ဘင်္ဂလားပင်လယ်ပူနွေးမှုကြောင့်ဘင်္ဂလားပင်လယ်တွေကလေတွေဟာပဝန်းကျင်အသီးသီးကိုတိုက်ခတ်နေတာတွေ့ရပါတယ်ဒီလေစီးကြောင်းတိုက်ခတ်မှုဟာဘင်္ဂလားပင်လယ်ထဲမှာရှိတဲ့တိမ်တွေကိုမြန်မာပြည်ကိုဖြတ်ပြီးတော့ကောင်းကင်အမြင့်ကနေပြီးတော့မှတွားနေတာကိုရေဒါတိုင်းတာချက်များရတွေ့ရပါတယ်ဒီရေငွေ့အမြင့်တွေကြောက်မလို့ကောင်းကင်ပေါ်မှာ မိုးထစ်ချုံခြင်းမြေပြင်သို့မိုးရိုးပစ်ချခြင်းများခုနှစ်ရလုံးလုံးကြုံတွေ့နိုင်ရတဲ့ခြေအနေကိုမြင်ရတဲ့အတွက်ကြောင့်မလို့အထူးသတိထားဖို့လိုပါတယ်။73ရက်နေ့နေ့လယ်12နာရီမှညနေ6နာရီအတွင်းမှာကချင်ပြည်နယ်မန္တလေးတိုင်းအထက်ပိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်အောက်ပိုင်းရခိုင်ပြည်နယ်မကွေးတိုင်း နေပြည်တော်ကရင်ပြည်နယ်တနင်္လာရီတိုင်းလို့မှာမိုးရွာသွန်းခဲ့ပြီးတော့အချို့ဒေသများမှာမိုးပါပါရွာတာကိုကျွန်တော်တို့သတင်းများအရလက်ခံရရှိပါတယ်။၁၃ရက်နေ့ညနေ6နာရီမှည7နာရီအတွင်းမှာဆိုလို့ရှိရင်တော့မကွေးတိုင်းထက်ပိုင်းမန္တလေးတိုင်းစကိုင်းတိုင်းရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ် မွန်ပြည်နယ်တရင်းနာရီတိုင်းတို့မှာနေရာကွက်ကြားမူရွာနိုင်တဲ့အနေထားရှိပြီးတော့အထူးသဖြင့်ရှမ်းပြည်နယ်အရှိဘက်ခြားမှာဆိုလို့ရှိရင်တော့တချို့နေရာများမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တာတွေ့ရပါတယ်။ဆယ်လေးရက်နေ့မနေ့တနင်္လာမှမနေ့6နာရီတကြာအကြရက်နေ့မှာတော့မြန်မာပြည်အနှံ့အပြားမှာမိုး ရွာသွန်းနေတာတွေ့ရပြီးတော့ကချင်ပြည်နယ်၊သကားတိုင်းအထက်ပိုင်း၊မန္တလေးတိုင်းအထက်ပိုင်း၊ရှမ်းပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တကယ်လို့မန္တလေးနဲ့မြေပြည်တော်ကြားရခိုင်ပြည်နယ်၊ရန်ကုန်တိုင်းအထက်ပိုင်း၊ပဲခူးတိုင်းအထက်ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊သင်းနိုင်တိုင်းတို့မှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားကိုတွေ့ရှိရပါတယ် နာနဲ့6နာရီမှနေ့လယ်7နာရီ6နာရီအချိန်အတွင်းမှာဆိုလို့ရှိရင်လည်းဆက်လက်ပြီးတော့မိုးရွာသွန်းနေတာတွေ့ရပါတယ်ကချင်ပြည်နယ်စကားတိုင်းအထက်ပိုင်းမန္တလေးတိုင်းအထက်ပိုင်းမကွေးတိုင်းနေပြည်တော်ရခိုင်ရိုးမအေရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာဆက်လက်မိုးရွာသွန်းနေတာတွေ့ရပါတယ်ဒီနေရာမှာကျွန်တော်တို့သတိထားဖို့က ဘင်္ဂလားပင်လယ်ပြင်ကတိုက်ခတ်လာတဲ့လေစီးကြောင်းကို အပေါ်ကကျလာတဲ့မိုးရေတူးရဲ့ဖိနှိပ်မှုကြောင့်မလို့တချို့နေရာတွေမှာမြေဆိုင်လေတိုက်ခတ်မှုဖြစ်ပြီးတော့စုံကျဲကျတဲ့နေရာတွေမှာလေပြင်းတိုက်ခတ်မှုဖြစ်နိုင်တာတဲ့ကြောင့်မလို့အထူးသတိထားနေထိုင်ကြဖို့သတိပေးလိုပါ နေလေ7နိုင်မှညနေ6နိုင်ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့ကချင်းပြည်နယ်၊စကိုင်းတိုင်း၊ချင်းပြည်နယ် ရခိုင်ပြည်နယ်မကွေးတိုင်းမန္တလေးတိုင်းနေပြည်တော်အေယာဝတီတိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်စစ်နယ်တိုင်းတို့မှာနေရာအနှံ့ပြားမိုးရွာနိုင်တယ်လို့ပဲတောင်မော်ဒေသရှမ်းပြည်နယ်နဲ့နေပြည်တော်စက်ကြားမှာရှိတဲ့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ညနေ6နာရီမှာည7နာရီရောက်တဲ့အခါမှာတော့ ငလင်ဒေသဖြစ်တဲ့နေပြည်တော်မှာအထူးသတိထားဖို့လိုပါတယ်နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ထို့အတူပဲရှမ်းပြည်နယ်အောက်ဘက်နဲ့ရှမ်းပြည်နယ်အရှေ့ဘက်ခြားမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားတွေ့ရပါတယ်ကျန်တဲ့အတိုင်းနဲ့ပြည်နယ်အနှံ့များမှာလည်းဆက်လက်ပြီးတော့မိုးရွာသွန်းနိုင်တဲ့နေသားရှိပါတယ်ထို့အတူပဲတရင်းနိုင်တိုင်းဘက်မှာလည်းဘိတ်တော်ဘက်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ် ကျွန်တော်တို့14ရက်နေ့အရက်လုံးလုံးရွာမဲ့မိုးကိုကြည့်မယ်ဆိုရင်မြမပြည်အလေတကြောဖြစ်တဲ့နေပြည်တော်ကနေပြီးတော့ရှမ်းပြည်တခြားကိုအဝါရောင်နဲ့ညီညောင်ပြတဲ့အတွက်ကြောင့်မလို့မိုးရေကြီးနှစ်လက်မနီးပါးရွာသွန်းနိုင်ပါတယ်အဲ့ဒီနေရာတွေကတော့မန္တလေးတိုင်းအထက်ကချင်ပြည်နယ်ရှမ်းပြည်နယ်ရှမ်းပြည်နယ်တစ်ခုလုံးကရင်ပြည်နယ်တနင်္သာရီတိုင်းတို့မှာ ဖြစ်ပါတယ်အထူးတတိထားဖို့လိုပါတယ်ကျွန်တော်တို့လက်ရှိလေ့လာနေတာကငလင်ကြောက်မလို့ညောက်ရီစီးကြောင်းတွေဘလို့ပြောင်းနေလဲဆိုတာကိုကျွန်တော်တို့ဆက်လက်လေ့လာနေသေးဖြစ်တဲ့အတွက်ကြောင့်မေပြင်းမှာထူးခြားချက်တွေရှိလို့ရှိရင်ပဲကိုယ်ဆက်ထွေးနိုင် စာမျက်နှာမှာရေးသားပြီးတော့အတိပေးကြပါကျွန်တော်တို့သုတေသနာလုပ်နေပါတယ်ကြာအကြက်နေဖြစ်တဲ့15ရက်ဧပြီနေ့မှာဆိုလို့ရှိရင်လည်း နေပြီးတော့ဒေတာတစ်ခုလုံးဟာ မိုးရေခြင်းတလမကြော်ကြော်ရရှိပြီးတော့မန္တလေးတိုင်းနဲ့အထိမိုးရေတွေရွာသွန်းနိုင်တဲ့အနေအထားရှိပြီးတော့မန္တလေးရဲ့အထက်မိုးကုတ်ပဲ့မှာလည်းမိုးရွာသွန်းမှုများနေရာတွေ့ရသလိုပဲရှမ်းပြည်နယ်အလယ်ပိုင်းမှာလည်းအထူးသတိထားဖို့လိုပါတယ်ထို့အတူပဲကရင်ပြည်နယ်မွန်ပြည်နယ်သတင်းတိုင်းတိုင်းမှာလည်းနေရာကွက်ပြီးတော့ မိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။ကြာအတက်နေ့ဖြစ်တဲ့16ရက်နေ့ဧပြီလမှာတော့မန္တလေးတိုင်းအထက်ပိုင်းကချင်ပြည်နယ်၊မြေပြည်တော်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းကရင်ပြည်နယ်၊ကယားပြည်နယ်၊မွန်ပြည်နယ်၊သတင်းနိုင်တိုင်းတို့မှာတချို့နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားတွေ့ရပါတယ်။နှစ်စန်းတရက်နေ့ဖြစ်တဲ့18ရက်နေ့ဧပြီလမှာဆိုလို့ရှိရင်တော့ ကချင်းပြည်နယ်မှာမိုးရွာသုံးမှုကနေပြီးတော့အချို့နေရာတွေမှာမိုးတိထနိုင်တယ်လို့ပဲသခိုင်းတိုင်းမန္တလေးတိုင်းအထက်မှာနေရာကွက်ပြီးတော့မိုးများနိုင်တယ်လို့ပဲချင်းပြည်နယ်တောင်ဘက်နဲ့ရခိုင်ပြည်နယ်မြောက်ဘက်မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။အောက်ပမာပြည်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ရန်ကုန်တိုင်းပဲခူးတိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ် ။တင်းသားရီတိုင်းမှာလည်းဆက်လက်ပြီးတော့မိုးရွာသွန်းမှာဖြစ်ပါတယ်။ကျွန်တော်တို့စောစောကတင်ဆက်တဲ့အတိုင်းပဲကျွန်တော်တို့မြေအောက်ရေစီးကြောင်းသူတည်တနာလုပ်နေတဲ့အတွက်ကြောင့်မလို့မိမိတို့မြေပြင်ကဆင်းတဲ့ရေတွေဘယ်ကိုရောက်သွားတယ်ဘယ်ကပြန်ထွက်လာတယ်တိုက်တာအဆောက်အဦတွေပြောင်းလဲမှုသတင်းထိုးလို့ရှိရင်လည်းကျွန်တော်တို့ကိုသားပြည်အနာကပြင်ဆင်ဖို့အတွက်အားလုံးဒီသတင်းတွေကိုမျှဝေပြီးတော့သတင်းပို့ပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါမြို့ရီကျွန်တော်ဘီဖိုင်ဒီလာပါပဲဒီယူဖိုင်လေးကဒါဒီ2025ခုနှစ်ဧပြီလ15ရက်16ရက်ဒီဒကြံအတွင်းမှာပေါ့နော်ဒီငလင်တရင်နဲ့မိုးလေဝသတရင်တွေကိုဒီမိုးစလာဘလော့ကာဥတီတရံနေပြီးတော့အပြည့်စုံရှင်းပြသွားတဲ့ဘီဖိုင်လေးကျွန်တော်မြို့ရီလေကြိုတင်ကာကွယ်ပြင်ဆင်လို့ရအောင်ကျွန်တော်ပြန်လည်ဝင်မြတ်တိဆက်ပေးလိမ့်ခြင်းဖြစ်တဲ့ဒါတက်တာပေးတဲ့ဒီ ကိုစလာဘလော့ဂါဦးထစ်တင်လည်းကြည့်စမ်းအားကြီးကြည့်ပါရစေ။ကျွန်တော် channel နဲ့ဘူတရဆက်အကြောင်းနဲ့ဟာတာဗီဒီယိုမျိုးတစ်ဆက်ပေးမှာမို့ကျွန်တော် channel like and subscribe နဲ့ like and subscribe နဲ့ဘေးနား notification bell လေးကိုပိုင်းခဲ့ပေးဖို့တောင်းဆိုချင်ပါရစေ။ကျွန်တော် channel အပိတ်ကြည့်ရှုတူတရားရှိနေကြည့်စမ်းအားကြီးကြည့်ပါရစေ။နောက်ထပ်ပြန်ပြန်ဆက်ကြမယ်။တဒါ